ဒါကတော့လူးဖြတ်တိုက်ကကြောင်းမြေရတနာတွေအလူရခင်ရတဲ့အမှုကဘာအလဲပတ်အများဆုံးပြတ်တိုက်ကြီးဖြစ်တဲ့ပါရီကလူးဖြတ်တိုက်မှာပေါ့နော်နေခင်းကြောင်တောင်ကြီးပြင့်စ်စ်ဘယင်ခက်ကတန်ဖိုးကိုမဖြတ်လိုက်တဲ့ရတနာတွေအလူရခင်လိုက်ရတယ်ဆိုတော့ဒါကပြတ်တိုက်ရဲ့လုံခြုံရေးကဘလို့လဲဆိုပြီးမေခွန်းချုပ်စရာတွေဖြစ်လာတာပေါ့ပထမချက်သူတို့လောတော်ပုံကလည်းတခိုးလျောက်ကမနက်90 30လောက်မှာရောက်လာတယ်ဘာလဲလာလဲဆိုတော့မော်တော်ဆိုင်ကယ်တွေပါတယ်ပြီးတော့ပရေးဘောကရွှေ့တယ်တက်လေကားလိုမျိုးပါတယ်ထရက်ကာကြီးနဲ့ အဲ့ဒီတက်လေကားကိုတုံပြီးလာဆောင် forward တက်သွားတယ်ပြီးတော့ angle grinder လို့ထင်ရတဲ့ပစ္စည်းနဲ့ပြင်းပေါက်ကိုဖောက်ဝင်ကြတာအထဲရောက်တော့အဆောင်တွေကိုအဲ့ဒီ grinder နဲ့ပဲချင်းချော့ပြီး Napoleon ခစ်တုတ်ပင်ခစ်တုတ်ကရတနာတွေထားတဲ့ပြက်ကွက်တွေကိုဖောက်သွားလာဗျာအန်အိုဘိုကောင်တာကပြက်ခါနဲ့ကိုဝေလိုက်ထွက်လိုက်အားလုံးပေါင်းမှခုနှစ်မိနစ်ပဲကြာတယ်ဟုတ်တယ်ခုနှစ်မိနစ်ထွက်ပြေးခါနီးမှ tracker ကိုမီးရှို့ခဲ့ဖို့ကြိုးစားတည်တယ်ဒါမဲ့မအောင်မင်းဘူးဆိုတော့ motorcycle တွေနဲ့ပဲထွက်ပြေးသွားရော ဒုတိယချက်ကဘာဒီပါတော်လဲနော့ဆက်တွဲပါဖြစ်လဲဆိုတော့ပါတော်တာတွေကပြန့်တစ်တော်ဝင်တဲ့ဧကရတေပိုင်ခဲ့လေခေါင်းဆောင်လို့လဲဆွဲလို့နာကတူရင်ထိုးတော့ပေါ့အနာပိုင်တွေကတော့တံဖိုးကိုတတ်မှတ်လို့ကိုမရဘူးတံဖိုးမဖြစ်နိုင်ဘူးလို့ပြောတယ်ပြီးရင်လွားရဲမဲ့ယူဂျီနီဘီယံမာကြီးရဲ့တရဖိုးကိုပြစ်ကြခဲ့တယ်စိန်ထောင်လဲရနီပါပါတယ်ဆိုတော့တရဖိုးအဲ့ဒါကိုပျက်စီးလဲသားပြန်တွေ့ခဲ့ရတယ်အဲ့တော့ကျွမ်းချစ်တွေကဘာပြောလဲဆိုတော့ဒီဖြစ်စီးတွေကအញ្ញမ်းနမဲကြီးတော့ပြန်ရောက်ဖို့ကမလွယ်ဘူးအစစ်စစ်အမှန်မှထောက်ပြနိုင်တယ်လို့တတိပြထားတယ် ဟိုလူးဖ်မှာဒီလိုဖြစ်တာတာပထမဆုံးတော့မဟုတ်ဘူးပေါ့နော်1917တုန်းကမိုနာလီစာ1983တုန်းကလည်းတန်းချက်ကအဲ့လိုရင်ကလည်းပြတ်တဲ့အရာရှိတွေကအဆောင်ဦးရဲ့လုံချုံရဲ့အားနည်းနိုင်တဲ့အပေါ်တတိပေးခဲ့ဖို့တယ်လို့ဆိုပါတယ်အခုတော့အာနာပိုင်းတဲ့ဟာဒီလိုအစားထိုးလို့မရတဲ့ရင်ကြီးဖို့အမွေအနှစ်တွေကိုအချိန်နဲ့မျှအမြန်ဆုံးပြန်လဲရှာဖို့ကြိုးစားနေကြတော့မှာပဲ